ကြာသာပတိနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာဥတီကျပြောင်းပြီးလှုပ်တာဂျိုးပင်းမယ်လူမျိုးခွဲဂျိုးပင်းမယ်ငွေချေးကတ်ကောင်းမယ်ခီးသွားခြင်းကိစ္စအစဉ်ပြေမယ်ရပိုင်ခွင့်နေလဲဝဲပြန်ရမယ်ခြံကားခန်းကိစ္စတွေနဲ့ပတ်သက်တာပြောဆိုစဉ်ပြေမယ် ဝေကြီးလက်တော်ဆုံးရှုံးမှုမဖြစ်အောင်ထိန်းပေးရမယ်။ဒီရက်နေ့မှာအပြောင်းလဲတွေရှိတယ်။အတိုက်ခံတဲ့ရှေ့ပြီးမှအောင်မြင်မယ်။နှစ်ရက်နေ့ဝေကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိတယ်။သုံးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးတော့ရမယ်။လေးရက်နေ့ကတော့အလုံးစုံကောင်းခြင်းကံနဲ့လူရပြည့်စုံခြင်းကိုကြုံမယ်။ငါးရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာအစဉ်ပြေမယ်။မတော်တဆနဲ့ယူဆရမယ်။ရန်တိုက်ခံနေတယ်လဲရှင်ပြီးတော့ရမယ်။ 6ရက်နေ့ကအထူးပြုပြီးသတိထားမယ်နေ့ဖြစ်တဲ့အဲ့ဒီနေ့ကငကဘောရက်ဖြစ်တဲ့အတွက်အမြင့်မှကြခြင်းလဲတတ်ခြင်းနောက်ထိခိုက်မှန်နေကြီးမားစွာဖြစ်တတ်ခြင်းတွေရှိတတ်တယ်။အကြီးကအနောက်ရက်ကုန်တည်သွားစဉ်တွေရှိတတ်တယ်။နေကင်းတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သတိထားမယ်။ခုနှစ်ရက်နေ့ကမဟာရကျန်းရေရနေရေရနေကင်းဆိုင်ရမယ်။ခန့်ရံပဋိဘက်ကမဖြစ်အောင်နေရမယ်။မြောက်ရက်ကုန်သွားစဉ်တွေရှိတတ်တယ်။မနေ့ ဇန်နိုင်ခွဲနဲ့ဆရနိုင်တွင်အသွားလန်နေထိုင်သူပြပြကူဆန်။ကြာသပတိနေဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေတနင်္လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကျိုးပေးတယ်။အစိမ်းရောင်ဖြူရောင်မိခွန်းရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးလိုရာပြည့်စုံနိုင်တယ်။လာပြည့်နေ့ဗုဒ္ဓလာပြည့်နေ့ပြန်ပြောမယ်။လာပြည့်နေ့ကြာသပတိနေ့နဲ့ လာပြည့်နေ့နဲ့တိုက်ဆိုင်တဲ့၄ရက်နေ့ဒီဇင်ဘာ၆ရက်နေ့မှာလင်မန်းထဲမှာလက်ဖက်၄ပုံပုံထည့်ပြီးတော့ဖျားကတ်လူပြီးအလို့ရှိရဆူတောင်းပေးပါဆူတောင်းပြေးပါမယ်ကျေးဇူးတင်ပါတယ်